ကင်ဂျွန်အန်စတိုင်တန်9000ဆစ်တင်မောအတကြီးကိုမြောက်ကိုရီးယားကရေချမိတ်ဆက်လိုက်ပြီဖြစ်ပါလေမြောက်ကိုရီးယားကောင်းဆောင်ကင်ဂျွန်အန်ဟာတန်9000ရှိတဲ့ဆစ်တင်မောရေချပွဲကိုတက်ရောက်ခဲ့တယ်လို့မြောက်ကိုရီးယားနိုင်ငံမှရုပ်သံ KRT ကဖော်ပြပါလေဒီဆစ်တင်မောဟာရေချအမျိုးမျိုးတွေအသုံးပြုနိုင်တဲ့ဆစ်တင်မောအစ်ဖြစ်ပါလေရပောင်းလေးရအတွင်းတိစောက်ထားတဲ့တန်9000ဆစ်တင်မောမှာစွမ်းအပြင်းဆုံးလက်နက်တွေတက်ဆင်ထားပြီးကိုပိုင်နီးပညာကိုပိုင်အင်အားတစ်ခုနဲ့ပြည့်စုံနေတယ်လို့တာဝန်ရှိသူတွေကပြောပါတယ် KRD သတင်းရဲ့ဖော်ပြချက်အရကင်ဂျွန်ဟာနန်ဖူမျိုးကနောက်ပတ်စိတ်ကမ်းမျိုးကိုရထားနဲ့လာခဲ့တယ်လို့သိရပါတယ်ဒီစစ်သည်မော်အသည်ရေချပွဲကိုကင်ဂျွန်ရဲ့ညီမကင်ယိုဂျုံနဲ့တမိဖြစ်သူလို့လည်းတက်ရောက်ခဲ့တယ်လို့ဆိုပါတယ်ဒီသည်မော်ကို ကြီးကျယ်တဲ့ကင်ဂျွန်အန်စတိုင်စစ်သည်မော်လို့မီဒီယာတွေမှာဖော်ပြပါတယ်သင်မော်အဆင့်ကိုချိုဖုံးဆင်းလို့သတ်မှတ်ထားပြီးချိုဖုံးဆိုတာဟာဂျပန်ခက်ကဂျပန်ကိုစန့်ကျင်တော်လှန်တဲ့တော်လှန်ရေးသမားချိုဖုံးကို အစွဲပြုမှတ်ခေါ်ထားတာဖြစ်တယ်လို့သတင်းတွေမှာဖော်ပြပါတယ်။ဒီတန်ချိန်9000လေးတဲ့စစ်သည်ပေါ်မှာစွန့်ရည်အမြင့်ဆုံးလက်နက်တွေတပ်ဆင်ထားပြီးရပောင်း၄၀၀အတွင်းကျွန်တော်တို့ရဲ့ကိုပိုင်စွန့်တတိကိုပိုင်ဤပညာနဲ့ပြီးပြည့်စုံတိဆောက်ပြီးစကြကြောင်းမြောက်ကိုရီးယားလူ့သမားပါတီအတွင်းမှုဂျိုချင်ရန်ကလည်းဆိုပါတယ်ဒီသင်္ဘောဟာမြောက်ကိုရီးယားနီးပညာနဲ့ပဲတည်ဆောက်ခဲ့တာလို့ဆိုပါတယ်မြောက်ကိုရီးယားရဲ့စစ်သင်္ဘောမျိုးစားအသစ်ဟာဒုံးခွင်းတုံးတွေတည်ဆောက်နိုင်ပြီးဒေါင်လိုက်ပြည့်လွတ်နိုင်တဲ့ လက်နက်တွေလည်းစေကနမြတ်တက်ဆင်တာကြောင့်ဂျိုဒုထောက်လိုက်တဲ့ပုံကို ကိုကာဘီရိုက်တာသတင်းကအရင်တော့ဖော်ပြပူပါလိမ့်။ဒါမဲ့အဲ့ဒီမြောက်ကိုရီးယားကထုတ်လုပ်လိုက်တဲ့ဒီစစ်သင်္ဘောကြီးဟာတနစ်ကျော်တိဆောက်ခဲ့ရတာဖြစ်ပြီးအဲ့ဒီစစ်သင်္ဘောတိဆောက်မှုမှာရုရှားရဲ့လက်ရာမကင်းဘူးလို့တောင်ကိုရီးယားစစ်ပဆိုင်ရာလေးလာသူတွေကပြောပါလိမ့်။ဘာဖြစ်လို့လဲဆိုတော့ရုရှားကိုမြောက်ကိုရီးယားကစီရင်အကူအညီပေးခဲ့တယ်လို့အပြန်အလှန်အနေနဲ့ရုရှားကလည်းမြောက်ကိုရီးယားကိုနှီးပညာနဲ့ အစားအသောက်တွေရိတ်ခါတွေပြန်လဲပံ့ပိုးကူညီခဲ့တယ်ဆိုတဲ့သက်သေထောက်ထားတွေတွေ့ရှိခဲ့တာပဲဖြစ်ပါလေ။အဲဒီနောက်တနှစ်အတွင်းမှာပဲဒီလိုစစ်သင်္ဘောကြီးကိုစောင့်နေတာလို့ Don Korea Media တွေကဖော်ပြပါလေ